ဖះငါးစုတောင်ပွင့်တာအဲ့ဒီဖះငါးစုတောင်ပွင့်မဲ့ကဘာကြီးထဲမှာခွန်ကြီးတို့တည်းလူလာဖြစ်ကြတယ်လူလာဖြစ်တဲ့အခါမှာပထမဖះတို့ကတွေးလိုက်သလားမတွေးလိုက်ဘူးလားလည်းမပြောနိုင်ဘူးပေါ့မတွေးလိုက်ဘူးဆိုရင်လွဲချော်ခဲ့တယ်ဒုတိယဖះတို့ကရောဆိုမတွေးလိုက်ဘူးဆိုရင်လွဲချော်ခဲ့ပြန်တတိယဖះပွင့်တဲ့အချိန်တုန်းကလည်းလွဲချော်ခဲ့ပြန်စတုထ္ထ အခုလက်ရှိဂေါရမဘုရားလက်ထက်မှာလည်းတတော်ထေရှားမမိလိုက်ဘူးသို့သောရသော်ဘုရားရဲ့ဓာတ်တော်မူတော်ဒီဘုရားဟောတဲ့တရားတွေအပြည့်စုံကြားနာခွင့်ရနေတော့ဘုရားတွေ့ရလိုက်တယ်လို့ကံကောင်းတယ်လို့ပြောနော်ဘုရားကိုဘုရားရဲ့အဆုံးအမတရားတော်တွေကိုသိရှိကြားနာခွင့်ကျင့်သုံးလိုက်နာခွင့်တရားအထောက်ခွင့်တွေရတော့ဂေါရမဘုရားကိုတော့ မမိလိုက်ဘူးလို့မဆိုရအောင်မိလိုက်တယ်သူတို့ပြောအဲ့ဒါကိုမမိမလျော့တို့တွေဟာဂေါရမဗုဒ္ဓလို့ဆိုရဲလက်ရှိ တရားဓမ္မတွေဆုံးမတွေတရှိနေတဲ့ရသော်ပြားရဲ့သာသနာတော်နဲ့ကြုံတွေ့ပြီးလူ့ဘဝရောက်နေကြတယ်တို့တွေအကယ်၍ဆန္ဒရှိမယ်ဆိုလို့ရှိရင်တရားဓုတရားမြတ်ရနိုင်ပါတယ် ချင်းကြံကြိုးကိုအားထုတ်နေမယ်ဆိုရင်စာပေကျမ်းကမှဘလောက်ထိအောင်အားပေးထားတော့ဆိုလို့ရှိရင်အေးတရားနိလန်းတိုင်ချက်နေမမကန်ကန်သာချက်နေခီးမျိုးခီးလိုပဲဘလောက်ဝေးတဲ့ခီးပဲဖြစ်ဖြစ်ကုန်းချောင်းလျှောက်လျှောက်နေလျှောက်နေလမ်းဆုံးရင်ရောက်မှာလမ်းမဆုံးသေးရင်တော့မရောက်သေးဘူးအဲ့ဒါလိုပဲ ်ဆရာပြန်ဟောကြားထားတဲ့မစ္စိမပฏิပလာမခင်လမ်းကြောင်းကြီးကိုရှောင်နေမယ်ဆိုလို့ရှိရင်ဆရာပြန်အခုငယ်ရတဲ့အချိန်တို့မသေးခင်ဒီတရားဓုတရားမြတ်မရဘူးအေးဒီကနေ့အချိန်ရောက်လို့သေတော့မယ်ဆိုတာကိုလူကသိလာပြီဆိုတဲ့အခါမှာယဉ်နစ်ပြီဆိုရင်တွေ့တာဖန်ဆွဲတတ်တယ်လို့ပဲ တည်တော့မယ်ဆိုတဲ့အချိန်မှာဆုံးလို့ပြီးတော့တရားဟောချင်တော့တာအဲ့ကြ။ဘဝတကူကဆုံးလို့ရတော့မယ်ဆိုတဲ့အချိန်မှာကြောက်လာ။တစီ၆တဲ့ကအိတိပိတော့ကုန်းရွတ်တယ်လို့ပေါ့နော်။အဲ့ဒါလို့နေမှာတည်တော့မယ်ဆိုတဲ့အခါမှာတရားကိုအပြတ်အားထုတ်။အဲ့ဒါလို့အပြတ်အားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာဒီကနေ့လေးမှာတရားဥတရားမြတ်ရသွားနိုင်တယ်ဆိုရအခွင့်အရေးပေးတာ။ဒါဖြင့် သိတဲ့အချိန်လေးမှာတရားထုတ်မရဘဲနဲ့လွဲချော်သွားတယ်ဆိုရင်အေးတရားထုတ်ရင်သိသွားသည့်အတွက်ကြောင့်တမဲတဖို့မရလိုက်ပါဘူးဆိုပါစို့နှက်သွားဖြစ်တယ်နှက်ပြေမှသွားဖြစ်တယ်နှက်ပြေသွားဖြစ်တဲ့အခါကျတော့လူဘဝတုန်းကသင်ယူအထုတ်ခဲ့တဲ့တရားတွေချက်ချင်းဤတတိကိုယ့်ဘကိုယ်တတိရပြီးတော့ချက်ချင်းတရားထုရသွားတယ်တဲ့နှက်ဘဝမှာတရားထုရအကယ်၍ကိုယ့်ကိုယ် ရုပ်တရက်အိယာကဖြတ်ခနဲ့လိုးလာတယ်လို့အသည့်အစမ်းနေတဲ့အတိတ်ဘဝကိုမစင်စမ်းမိသေးတဲ့အချိန်မှာဆိုလို့ရှိရင်လေတကယ်ချင်းပေါင်းတဲ့နတ်ပြည်ရောက်နေတဲ့ပုဂ္ဂိုလ်တွေကနှုတ်ဆက်စကားပြောကြပြီးသူ့ဘယ်တော့မှဒီတရားတွေချင်းခဲ့တာလို့ဆိုတာတွေကိုပြောလိုက်ရင်ချက်ချင်းတတိယပြီးတရားတို့တရားမြတ်ရသွားတယ်ဒီလိုဆိုပြီးနော်အဲ့လိုမဟုတ်ရင်လည်းပဲနတ်ပြည်မှာလည်းပဲတရားပွဲတွေရှိတယ်တဲ့ ဒီလိုပဲနတ်ဘုရားမှာပြောသွားတယ်ရင်ကနေပြီးတော့တခါတခါပြမမင်းကြီးတဏ္ဍကုမာရဆိုတဲ့ပြမကြီးကလည်းပဲဆင်းဆင်းလာပြီးတော့နတ်ပြည်မှာတရားဟောလို့ရှိတယ်။အရိယနတ်သားတွေကလည်းရှိတယ်။အဲဒီလိုတရားနာဟောတဲ့အခါမှာဒီတရားတွေကကြားဘူးပါတယ်နာဘူးပါတယ်ဆိုတဲ့တတိလေးဖြစ်လိုက်တာကနောက်ကျသေးတယ်ချက်ချင်းတရားတွေရသွားတယ်ညံထက်တာဘူးသူ အဲ့ဒါကြောင့်မို့လို့အခွင့်အရေးဟာတရားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာရနိုင်တယ်မရဘူးဆိုရင်ဒီကနေ့ချိန်လေးမှာရမယ်နောက်ဆုံးချိန်မှာရမယ်အဲ့ဒီချိန်မရလို့လွဲချော့သွားရင်နောက်သားဖြစ်ရင်ရတယ်ဒါဖြင့်အဲ့ဒါကိုလည်းတစ်ခါလွဲတော့အောင်ပဲမရသေးဘူးဆိုလို့ရှိရင်စိတ်မပူနဲ့လွဲချော့သွားတဲ့အခါမှာနောက်ဖျားတဆူနဲ့တွေ့ပြီးတရားဟောလိုက်တာနဲ့ဝိတ္တခါရုံးလို့ပေါ့ခုနှစ်နှစ်အရွယ် ေးမှဘုရားဟောလိုက်တဲ့တရားနာလိုက်တာနဲ့ပဲတရားလူရသွားနိုင်တယ်ဒီလိုဆိုတယ်နော်တခါအဲ့ဒီဘုရားပွင့်တယ်နဲ့မကြုံဘူးလွဲချော်နေပြန်ပြီတရားလူမရဘူးဆိုလို့ရှိရင်ဘုရားမပွင့်တဲ့ကမ္ဘာမျိုးမှာမပွင့်ခင်မှာဒီပိစိကဘုရားကြီးဆိုတာပေါ်ပေါက်တတ်တယ်ပေါ့အဲ့ဒီပိစိကဘုရားပေါ်ပေါက်နေတဲ့အချိန်ခါမျိုးမှာဆိုရင်တရားထုတ်တဲ့ပုဂ္ဂိုလ်ကြီး ိုပဲဉာဏ်နဲ့အသိဉာဏ်နဲ့ထိုးတွင်းပြီးဘုသူတရားမှနာကြမလို့ပဲတဲ့ပိစိကဘောရိဉာဏ်ရပြီပိစိကဘောရအဖြစ်ချွတ်တန်းဝင်နိုင်ပါလေလို့ဟောအခွင့်အမ်းနေတရားထုတ်ပြီဆိုရင်ဒီအခွင့်အမ်းနေရှိတယ်လို့ပြောတယ်နော်အဲ့ဒီအခွင့်အမ်းနေရနိုင်တယ်လို့သူဆိုတယ်ဒါကြောင့်မို့ဒီဗဒ္ဒကဘာမှာဂျာငါကားခုပွင့်တာကိုကြည့်ပြီးတော့ ဘုရားငါစုပွင့်လိုက်ပဲဆိုပြီးတော့အထိတ်မှတ်ကြာဘွေကြီးတွေပြမပြေမတိတ်ထားတယ်ကြာဘူးကြီးတွေတိတ်ထားတယ်ကြာဘူးကြီးတဘူးကြံနေတယ်လို့ဆိုလို့ရတယ်